Hello welcome to ဒေါက်တာဖုန်း channel လေးပြောမပြန်လဲကြိုဆိုပါတယ်ကျွန်တော်ကတော့ဒေါက်တာဖုန်းပဲဖြစ်ပါတယ်အဲကျွန်တော်ဒီကြားထဲမှာတော်တော်လေးပေါ့เนาะဗီဒီယိုတွေမတင်ပြလိုက်ပါဘူးကျွန်တော်အလိုလေးနည်းနည်းရှုပ်သွားတဲ့အတွက်ဗီဒီယိုမတင်ပြလိုက်တဲ့အတွက်ပရိသတ်တွေကိုလည်းအနှုံးညော့အများကြီးတောင်းလာပါတယ်ကျွန်တော်ခုကနေစပြီးတော့မှအပတ်စဉ်အပတ်စဉ်ကျမ်းမာရေးအသိပညာပေးဘူးတုထာရစရာလေးတွေနဲ့အတူဗီဒီယိုလေးတွေကိုတင်ပြတော့မှဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နိုင်ဘူးเนาะကျွန်တော်ဒီနေ့ဘေကောင်းစင်ကို sharing knowledge sharing လုပ်ပေးခြင်းလဲဆိုတော့ကျွန်တော်တို့တွေမိုးရသည်လဲရောက်ခံနေလာပြီဆိုတော့ကြတော့ဒီမိုးရသည်မှာမတိမဖြစ်မတိမဖြစ်ကိုတီးရမယ်မိခင်နေဖခင်နေမတိမဖြစ်ကိုတီးရမယ်ကလေးတွေအတွက်တွေးလုံတုံ့ကွေယောဂအကြောင်းကိုကျွန်တော်အနေနဲ့ဒီနေ့မှာ knowledge sharing ကောင်းကောင်းကြီးကိုလုပ်ပေးခြင်းပါတယ်အဲဒီ knowledge sharing ဆိုတာထပ်ပေါ့เนาะ ျွန်တော်တို့တည်တည်တိထိုက်တာလေအကုန်လုံးမှန်သမျှကိုအိတ်သွန်ဖောင်မှကျွန်တော်နေပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်ဝါးကျွန်တော်ဒီသွေးလွန်တူပွဲအကြောင်းကိုမပြောပြခင် knowledge sharing မလုပ်ပေးခင်မှာကျွန်တော်တို့စိတ်ယုံမှာကြုံရတဲ့ကိစ္စတခုအကြောင်းကိုနည်းနည်းပြောပြခြင်း ਨੇ အဲအဲ့ဒါဘယ်လိုလဲဆိုတော့တနေ့ကြာတော့ကျွန်တော်တို့စိတ်ယုံမှာအလုပ်တွေလုပ်နေနေအဲဒီကလေးလေးယောက်ကရောက်လာတယ်ပေါ့နော်အသက်9နှစ်အရွယ်ကလေးလေးယောက်ကရောက်လာတယ်အဲ့ကလေးလေးကသူ့သူ့တယောက်တည်းတော့လာလာမှုပေါ့နော်သူ့အမေနဲ့ရောက်လာတာ သူ့မိနဲ့ဘယ်လိုရောက်လာလဲဆိုတော့ကြတော့ကလေးကအရန်မှင်းပြီးတော့အဖျားရည်အရန်ကြီးပြီးတော့တက်လာတယ်။အဲ့ဒါနဲ့ကျွန်တော်တို့လည်းကလေးကဘာဖြစ်တာလဲပေါ့ကြည်ကြကြည်ကြတာပေါ့နော်။ဘာမှမကြည်ကြတာအဲ့မှာကျွန်တော်ကဘာလုပ်လိုက်လဲဆိုတော့ပထမဆုံးတစ်ချက်ဒီသွေးခုံလုံးပေါ့နော်။ဒီကလေးရဲ့သွေးခုံလုံးကိုကောက်ပြီးကန်လိုက်တယ်။ကောက်ပြီးကန်လိုက်တဲ့အချိန်မှာလုံးဝ fit fit to the body ကဘာလဲဆိုတော့ကျွန်တော်တို့ကိုယ့်ဘာကိုသွေးခုံလုံးတစ်ချက်လည်းပြန်ဆန်းကြည့်လိုက်။အဲဒီပုံမှန်အတိုင်းဒုတ်ဒုတ်ဒုတ်ဆိုပြီးအမလို့ခုံတယ်ပေါ့နော်။အဲ့မှာသူ့ရဲ့ ွေးပမာဏဘောဘလက်ဘောလူလို့ပြောမှာပေါ့အဲဘလက်ဘောလူကရှိတဲ့တလောက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကုစမ်းတလောက်ကျွန်တော်တို့ပုံမှန်လူစမ်းတလောက်ရတယ်ပေါ့နော်အဲအဲ့ကလေးကအဲ့လိုမဟုတ်ဘူးလုံးဝမြင်မြင်လေးပဲကျွန်တော်တို့လက်ကလေးလားထိအောင်လောက်ကလေးပဲရတယ်ပေါ့နော်အဲ့မှာကျွန်တော်မတင်ကားလို့သွေးပေါင်ကြီးထပ်ပြီးမှတိုင်းကြည့်လိုက်တယ်တိုင်းကြည့်လိုက်တော့ဘာသာတူလဲဆိုတော့သွေးပေါင်ကြီးက unrecordable ပဲ unrecordable ဆိုတဲ့ဘောကကျွန်တော်တို့ဟိုအပေါ်သေးဘလောက်လဲအောက်သေးဘလောက်လဲဆိုတာကိုကျွန်တော်တိုင်းလို့မရတော့ဘူး အတန်းလိုမရတော့အဲ့နကျွန်တော်ရေးကြီးရေးကြီးတော့ပြန်ဖြစ်သွားပါဘောနော်ဟာဒါ short ရနေပြီပေါ့တွေးနေနေပြီပေါ့မြန်မာလိုပြောရမယ်ဆိုရင်တွေးလန့်နေတဲ့အချိန်လေးကျွန်တော်တွေးလန့်နေပြီးတော့ကလေးကအရန်အဖျားကြီးပြီးရောက်လာတယ်အဲအဲ့လိုမျိုးရောက်လာတော့ကျွန်တော်တို့အနေနဲ့ဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်အရင်ဆုံးအဲအထူးကျမကုသခံတွေကိုအရင်ထည့်ထည့်ပြီးတော့ကလေးကိုကန်နူလာတွေပါတယ်ထိုးလိုင်းကြီးပါတယ်အရင်ချိန်ရတာပေါ့အဲ့ဒီမှာလိုင်းကြီးပါတယ်အရင်ချိန်ကလေးကအဲ့လိုအောက်ဆီဂျင်တွေပါတယ်ပေး ကျွန်တော်ဒီစိတ်မှာလုံးရရတဲ့အတိုင်းပဲပေါ့နော်အအမြန်အရေးကြီးအရေးပေါ်အချိန်တွေတိုင်းလုံးကြတာပေါ့အရေးပေါ်အချိန်တွေတိုင်းလုံးပြီးတော့မှကလေးကလုံးဝ stable ဖြစ်သွားပြီအသူ့ပုံရင်တွေလည်းပြန်တိုင်းလို့ရပြီအပြီးတော့တစ်ခုံလုံးတွေလည်းကောင်းကောင်းပြန်ဆန်းမယ်ပြန်ဆန်းလို့ရပြီပေါ့နော်ဒီအခုချိန်ဒီပိုင်းရကြတော့ကျွန်တော်တို့အဲ့ဆဆရောက်ချင်းပြီးတော့ညနေပိုင်းလောက်ဆဆရောက်ချင်းက၈နိုင်လောက်ရောက်တယ်အဲ့ညနေပိုင်းလောက်ကျွန်တော်အဖျားမရှိတော့ဘူးမရှိတော့ဘူး ဲ့နဲ့ကျွန်တော်သူကလေးကနည်းနည်းလေးအချိန်နေနေတဲ့ခါကျတော့ကျွန်တော်တို့သွေးပါလေးဖောက်စစ်တာမျိုးတွေလုပ်တယ်ပေါ့နော်သွေးပါလေးဖောက်စစ်ထားတာရှိရပေါ့အဲဆက်စားပြီးဆေးရုံတက်ကြရကျွန်တော်သွေးပါလေးဖောက်စစ်တယ်ကျွန်တော်တို့အဲဒီ history လို့ခေါ်တဲ့လူနာရာသပင်တွေမေးတယ်ဒီအဲကလေးကိုဆက်သက်တာမျိုးတွေလုပ်တယ်အဲ့ဒီတွေကကျွန်တော်တို့ကအဲတိလိုက်တယ်ပေါ့နော်ဒီသွင်းလုံးတော့ပွေးဆိုတာကိုကျွန်တော်တို့ခံမှန်းမိရပေါ့ဒါပေမဲ့အဖြေအတိကျတော့မရသေးဘူးပေါ့အဖြေအတိကျကြတော့ကျွန်တော်တို့တွေးပါလေဖောက်စစ်တယ်ဒီသွင်းလုံးတော့ကွေး အဲပိုရှိလားမရှိလားဆိုတော့စစ်တဲ့ test တွေပေါ့နော်စစ်တဲ့ဟာတွေကိုစစ်ပြီးမှကျွန်တော်တို့ကတေချာပေါက်တိရဖြစ်တဲ့အတွက်ညနေပိုင်းကျတော့အဲ့ဒီအဖြေထွက်လာတယ်သူ့လိုတော့ပွဲဆိုတာတေချာတယ်ပေါ့နော်အဲ့မှာအဲ့လိုမျိုးဂျုံလာတာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးအမေကအဲ့လိုနောက်ကျပြီးမှသာရောက်လာမယ်ဆိုလို့ရှိရင်ကလေးရဲ့အသက်အန္တရာယ်ပါလုံးဝစိုးရိမ်သွားနိုင်တယ်လုံးဝထိခိုက်သွားနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ရောဒီ မိုးရဒီကာလာလည်းရောက်တော့မှဖြစ်တဲ့အတွက်ဒီမိခင်ဒီဖခင်ဒီအတွက်ကလေးတွေကိုတည်တည်ချာချာလေးအနီးကပ်ပြည့်စုံဆောင်ရှောက်ပေးဖို့အော်ဒီသွေးလွန်တုပ်ကွေးအတွက်ဘယ်ချိန်မှဂရုပြုရမယ်ဘယ်လိုလက္ခဏာတွေပြလို့ရှိရင်ဆေးရုံကိုချက်ချင်းတန်းခေါ်လာမလဲဆိုတာတွေကိုကျွန်တော်ဒီနေ့မှအကုန်အိတ်တုံဖာမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်စပြီးတော့မှသွေးလွန်တုပ်ကွေးကဘာကြောင့်ဖြစ်လဲဆိုတာကိုကျွန်တော်စပြီးတော့မှပြပြချင်တယ်။ အဲသူတို့လိုပြာဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့ဒန်ကီးဗိုင်းရပ်စ်လို့ခေါ်တဲ့음ယောဂဗိုလ်တစ်မျိုးကြောင့်ဖြစ်တာပေါ့နော်ဗိုင်းရပ်စ်ဗိုလ်တစ်မျိုးကြောင့်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီဗိုင်းရပ်စ်ဗိုလ်ကသူ့ဘာသူလူခဏာကဲကိုယ်ထဲကိုဝင်ရောက်တာမဟုတ်ဘူးအဲဘယ်လိုမျိုးဝင်ရောက်လဲဆိုတော့ကျွန်တော်တို့ခြေထောက်နေမှာတဆင်ကယ်ရီယာလို့ခေါ်တဲ့ခြေထောက်ခြေထောက်နေမှာတဆင်ဝင်ရောက်တာဖြစ်ပါတယ်အဲကျွန်တော်တို့ဈေးပညာအရဆိုလို့ရှိရင်ခြေနေကိုအဓိကအဖြစ်မျိုးစိတ်တွေအများကြီးခွဲခြားကြရတယ်ပေါ့နော်အဲ့ဒီထက်မှမှ Aedes mosquito လို့ခေါ်တဲ့ခြင်အမျိုးအစားကိုက်တာကြောင့်အခြင်မျိုးအစားနေပြီးတော့မှအဓိကသေဆောင်တာဖြစ်ပါတယ်။ဒါသောအဖြစ်မျိုးအစားနှစ်မျိုးပေါ့နော်။ Aedes aegypti နဲ့ Aedes albopictus လို့ခေါ်တာပေါ့နော်။အဲ့ဒီခြင်မျိုးအစားနှစ်မျိုးကြောင့်အကုသတာပို့ပြီးတော့မှများတာဖြစ်ပါတယ်။အဲကျွန်တော်တို့အကုန်လုံးသိကြတဲ့အတိုင်းပဲဒီသွေးနှုတ်တော်ကယောဂဆိုတာကမိုးရည်ဒီမှာအဖြစ်များတယ်။တခြားရည်ဒီမှာမဖြစ်ဘူးလားဆိုတော့လည်းမဟုတ်ဘူး။တခြားရည်ဒီမှာလည်းဖြစ်နိုင်တယ်။ အဲဘာကြောင့်မိုးရသည်မှာအဖြစ်များလဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့အချင်းမျိုးစားတွေကဒီမိုးရသည်မှာပို့ပြီးတော့မှပောက်ဖွားတယ်ပောက်ဖွားလွယ်တယ်ပြီးတော့သူတို့ရဲ့အလေးအထားကနှိကင်းမိုင်းမှာကိုက်တယ်ပေါ့နော်အဲဒါထဲမှာကျွန်တော်အကြံပေးချင်တာကလူမျိုးနှိကင်းမိုင်းမှာကိုက်တာကိုက်တဲ့အလေးထားရှိတဲ့အတွက်ကျွန်တော်တို့ကလေးတွေကိုအာတိတ်မယ် ဆိုလို့ရှိရင်ခြေနောင်လေးထောင်ပြီးတိတ်မယ်ခြေသေးပွေလေးထုံးပေးထားမယ်ဒါမျိုးလေးတွေလုပ်ပေးထားတင်တယ်ပေါ့နော်အဲတခြားခုနောက်ပိုင်းမှာဆိုလို့ရှိရင် mosquito repellent လို့ခေါ်တဲ့ခြင်လူစေးလေးတွေလုပ်ပေးထားလို့ရတယ်။များသောအားဖြင့်တော့ကျွန်တော်တို့ဒီကုဆတ်ယောဂဘုတစ်ခုကို control လုပ်တဲ့အခါမှာထိန်းချုပ်တဲ့အခါမှာအဲသူ့ယောဂဘုပထမဆုံးအချိန်ကြီးပထမဆုံးစဝင်ဝင်ချင်းအချိန်ကိုတားမြစ်တဲ့အဲနှီးစနစ်တစ်ခုပဲပေါ့။အဲ့ဒါကိုဒါတားမြစ်နိုင်မယ်ဆိုလို့ရှိရင်အဲကာကွယ်မှု နည်းတစ်ခုအနေနဲ့ကျွန်တော်တို့အသုံးချလို့ရတာပေါ့နော်သူ့နှုတ်တို့ပိုးမျိုးစားကလေးမျိုးရှိပါတယ်အဲသူ့နှုတ်တို့ပိုးမျိုးစားတက်မျိုးစားနှစ်မျိုးစားသုံးမျိုးစားလေးဆိုပြီးတော့မှလေးမျိုးရှိတယ်အဲ့ဒီမှာသူ့နှုတ်တို့မျိုးစားတက်လူနာစီကိုဝင်ပြီးတော်ညာလဲတခြားပိုးမျိုးစားဝင်လို့ရှိရင်ပိုးပြီးတော့မှပိုးဆိုးစေနိုင်တယ်ဒါလေးကိုသတိချက်ထားစေချင်တယ် ဲဒါကတော့ကျွန်တော်ဓာတ်ထဲမှာ ဖြတ်ပြီးတော့မှအဲဒီသွေးလွန်တကွယောဂါကဘာကြောင့်ဖြစ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအဲနည်းနည်းလေးအကြံပေးပြီးတော့မှဓာတ်ထဲမှာပြောတာဖြစ်ပါတယ်အဲနောက်ထပ်ပြောချင်တာကဘာလဲဆိုတော့ဒီသွေးလွန်တကွယောဂါရဲ့သဘောတရားလေးပေါ့နော်သဘောတရားဆိုတာကအဲဘလို့ပေါ့နော်မိခင်နိုင်အဖခင်နိုင်တိထတိထတဲ့နဲ့ဟာလေးပေါ့နော်များသောအားဖြင့်သိတယ်သွေးလွန်တကွယောဂါဆိုတာကအရင်ဆုံးများသောအားဖြင့်ပေါ့နော် အဖျားအရင်ကြီးပြီးတော့မှလာရကြတယ်အဖျားအရင်ကြီးရဆိုတာကဘာလို့ဆိုလို့ကျန်တာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ဖျားတယ်ဆိုတာကလူခန္ဓာကိုအပူချိန်ကျွန်တော်တို့တိတိကျကျပြောမယ်ဆိုလို့ရှိရင်98.6 degree Fahrenheit လူခန္ဓာကိုရဲ့ temperature အပူချိန်က98.6 degree Fahrenheit ထက် Fahrenheit နဲ့အထက်များနေလို့ရှိရင်ကျွန်တော်တို့က fever ဆိုတဲ့အဖျားရှိတယ်လို့ temperature ဟိုက်တက်မချာမြင်နေရဆိုပြီးတော့မှကျွန်တော်တို့တက်မကြရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဖြားတာကိုတော့မှသူကနည်းနည်းခုံးဝေလေးပဲဖြားတာလားအရင်အပြင်းဖြားတာလားဆိုတာကိုထပ်ပြီးခွဲခြားလို့ရတယ်အဲ့မှာ98.699 100အဲ့လောက်ထိရတော့ကျွန်တော်တို့ low grade ဆိုတော့အဲ့လိုခုံးဝေလေးနဲ့ဖြားနေတာမျိုးပေါ့ဒါပေမဲ့သူ့လူတကူရကြအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုမျိုးမလာတတ်ဘူးပေါ့နော်များသောအားဖြင့်အပြင်းဖြားတယ်ဆိုတဲ့အတိုင်းသူက102 103 တရလေးအဲ့လောက်ထိကိုတက်ပြီးတော့မှအဖျားကြီးပြီးတော့မှလာနိုင်တယ်ပေါ့နော်အဲ့ဒီမှာ तू ကအဓိကရေးကြီးတဲ့အပိုင်းလေးရှိတယ်သူ့ရဲ့သဘောတရားလေးပေါ့နော်အဲ့ဒါလေးကိုသေချာလေးနားလည်ထားဖို့လိုတယ်ပေါ့နော်ဒါကဘလို့သဘောတရားလေးလဲဆိုတော့ကျွန်တော်တို့သွေးလွှတ်တို့ကိုယောဂါမှာ तू ကဆက်စားပြီးတော့မှပိုးဝင်တယ်ခန္ဓာကိုယ်ရဲ့ပိုးရောက်တယ်ပိုးရောက်ပြီးလို့ရှိရင်လက္ခဏာစာပြီးပြတယ်လက္ခဏာဆိုတာဥပမာပြဖြားတယ်ပေါ့နော်ဒါကလက္ခဏာပဲပေါ့နော်ပထမဆုံးဖြားရရဲ့တရက်၂ရက်၃ရက်မြောက်ကနေ 6ရက်မြောက်အဲ့6ရက်မြောက်အဲ့ကာလလေးကအရင်အရေးကြီးတယ်ကျွန်တော်တို့စိတ်ပညာရဆိုရင်သူ့ကို critical phase လို့ခေါ်တယ် critical phase ဆိုတာ critical ဆိုတာမြန်မာလိုဆိုရင်အရင်အရေးကြီးတဲ့အဓိကအပိုင်းခြားလေးတခုပေါ့နော်ဘာကြောင့်အဲ့လိုမျိုးအဓိကလာလေးကအရေးကြီးရလို့ပြောရလဲဆိုတော့ကျွန်တော်တို့ဒီကာလအတွင်းမှာပဲသူကအဲသူ့လူတို့ရဲ့သဘောတရားက short ပြနိုင်တာအဲ့ကာလမတိုင်ခင်နဲ့အဲ့ကာလပြီးသွားတဲ့အချိန်မှာဆိုရင်သူ့လူတို့က ဲသူတို့တို့ကိုပြန်ပြီးတော့မှကောင်းလာတာဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲအဲ့ဒီကာလာရှိမှဆိုရင်အဖျားတွေတက်တာမျိုးဖြစ်နိုင်တယ်အဲ့ဒီကာလာလေးအတွင်းမှာပဲသူက shock ဆိုတဲ့တွေးလန့်တာတွေဖြစ်နိုင်တာမဟုတ်လို့ပဲအဲ့ဒီတော်ပါလို့ရှိရင်တွေးလန့်တာမဖြစ်တော့ဘူးသူတို့တို့ကိုသဘောတရားကအဲ့ဒီသဘောတရားအတိုင်းပဲအဲ့ဒီကာလာမှာ shock ရနိုင်တဲ့သူကအာရှော့ရနိုင်တာဖြစ်တဲ့အတွက်သူတို့တို့ကသဘောတရားကိုကရှော့ရနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ကာလာလေးကိုတတိထားဖို့လိုတယ်ဆိုတာကိုကျွန်တော်ပထမဆုံးပြောပြချင်ပါတယ် ဲ့မှာတခုတတိချက်ဆရာရှိတာကအဲကျွန်တော်တို့ဖျားပထမဆုံးစဖျားတဲ့1ရက်2ရက်အဲ3ရက်မြောက်နေအဲအဲ့လောက်လောက်ကြာရင်သူက critical phase ကိုရောက်တတ်တယ်ပေါ့နော် critical phase ကိုရောက်သွားလို့ရှိရင်အဖျားကကျသွားတတ်တယ်အဖျားကျသွားတယ်ဩကလေးအဖျားကျသွားပြီတတ်တာသွားပြီဆိုပြီးတော့မှ ကောင်းသွားပြီမထင်နိုင်နဲ့အဲ့ဒီအချိန်မှာခြေဖက်လက်ဖျားကြီးအေးဆက်လာတာလို့တခြားကလေးကဘာအရန်အောင်တာလို့အရန်ထိုးအန်တာလို့ နှာခေါင်းသွေးတွေရှမ်းလာတာလို့ဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ဒါလုံးဝအောင် shock ရနိုင်တဲ့အခြေအနေကိုရောက်နေပြီဆိုတာကိုပြောချင်တာ shock ရနိုင်တဲ့အခြေအနေကိုရပြီဆိုတာပြောချင်တာဒါမျိုးတွေရှိလို့ရှိရင်ဆေးရုံတန်းပြီးတော့မှချက်ချင်းပြေးသွားတော့ကလေးအဲ့ဒါ shock ရနေပြီပဲအော်အဖျားကျပြီဆိုပြီးတော့မပေါ်လိုက်နဲ့တခြားခုနပြောခဲ့တဲ့လက္ခဏာတွေကိုလိုက်ကြည့်ဖို့လိုတယ်အိမ်မှာရှိနေတယ်ပဲအဲ့ဒါတွေကိုတခြားလေးကလေးကိုကြည့်ပေးဖို့လိုလိမ့်မယ်အဲနောက်ထပ် ပြောပြခြင်းတဲ့သဘောတရားလေးတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့သွေးလွန်တုပ်ကွေးရဲ့သဘောတရားကသူကဒီကျွန်တော်တို့သွေးကြောထဲမှာရှိတဲ့သွေးရည်ကြည်လေးတွေကသွေးကြောရဲ့အပြင်ဘက်ကိုစိတ်ထွက်ဆုံးတာအဲ့လိုမျိုးလေးတွေဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့သွေးကြောထဲမှာဆိုရင်သွေးရည်ကြည်ရှိတယ်သွေးဆဲလေးတွေရှိတယ်သွေးနီဦးလေးတွေရှိတယ်အများသောအားဖြင့်သွေးဆဲနဲ့သွေးအရည်ပေါ့နော်အရည်နဲ့အဖက်နဲ့ပေါ့အဲ့ဒီမှာသွေးရည်ကြည်လေးတွေကအပြင်ကိုသွေးကြောရဲ့အပြင်ဘက်ကိုထွက်တာများလေပြီးအထက်ထဲမှာအဖက်တွေကျန်နေလေသူကသွေးရပြစ်လာနေလေပဲပေါ့နော် အဲ့တော့အဲ့လိုသွေးပြစ်လာတဲ့အချိန်မှာဆိုရင် သွေးထဲမှာရှိရဲ့ plasma volume ဆိုတဲ့ဒီအာသွေးကြောထဲမှာအရင်ပမာဏနှဲသွားတယ်နှဲသွားတဲ့အချိန်မှာကျွန်တော် shock ဆိုတဲ့သွေးလန့်တဲ့အချိန်တွေမျိုးဖြစ်လာတယ်အဲ့ဒီအချိန်မျိုးမှာဆိုရင်ကလေးကဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ bite အရန်အောင်တာတွေဖြစ်တယ်ပြီးကြလို့ရှိရင်ခြေပြားလက်ပြားတွေအေးဆက်သွားတယ်ကလေးကအရန်မှိန်လာတယ်အဲအစားကောင်းကောင်းမစားတော့ဘူးကောင်းကောင်းလည်းမလန်းတော့ဘူးအဲအဲ့လိုမျိုးလေးဖြစ်လာတယ် ်ပြီးတော့အရန်ထိုးအပ်တာတွေဒါမျိုးလေးဖြစ်လာနိုင်တယ်ပေါ့နော်ဒီလက္ခဏာလေးတွေကိုအအမေမိဘတွေကနေပြီးတော့မှတခြားလေးသတိထားပြီးတော့မှအဲဒါကြောင့်မလို့ကျွန်တော်တို့ကလေးအိမ်မှာဖျားပြီးအရန်အဖျားတက်ပြီးဖျားတာလည်း2ရက်3ရက်မကြောက်ဘူးမတက်တာဘူးတခြားဘာမှလက္ခဏာလည်းမရှိဘူးချောင်းဆိုးတာတွေတခြားဝမ်းလျှောတာတွေတခြားသောတခြားသောဆက်ဆက်နေတဲ့လက္ခဏာတွေမရှိဘူးဖျားတာတခုလည်းရှိတယ် မတက်တာဘူးဘယ်လို့မှမတက်တာဘူးဆိုလို့ရှိရင်တော့တိုင်းပြီးတော့မှဈေးကန်ကိုချက်ချင်းသွားပါဒီလိုမိုးရသည်မှာအဲကဲကိုကသူ့ညတုတ်ကွေးကိုလုံးဝ suspect ရှိတယ်ကိုကလုံးဝတန်မြတ်ရှိနေတယ်သူ့ညတုတ်ကွေးဖြစ်မှာကိုအရန်စိုးရိမ်နေတယ် worry များနေတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဈေးကန်ဒီမှာသူ့ညတုတ်ကွေး address သိလို့ရတယ်သိလို့ရတဲ့ဟာလေးရှိတယ်သူ့ညတုတ်ကွေးပို့အတွက်ပေါ့နော်ကျွန်တော်တို့ဈေးပညာအရာဆိုရင် အဲပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့စေကန်းနေမှာဆိုရင်အဲပထမဆုံးအနေနဲ့သွန်းတို့ကိုကိုအဲသွန်းတို့ကိုဖြစ်နိုင်ရရှိမရှိကိုပထမဆုံးအနေနဲ့သွေးပေါင်ချိန်တာလေးနဲ့ကျွန်တော်တို့ဆန်းနေပေါ့နော်ကျွန်တော်အဲ့ဒါကို hashtags လို့ခေါ်တယ်ဒါပေမဲ့ဒီ hashtag ကြီးကကျွန်တော်တို့ဟိုသွေးပေါင်ချိန်တိုင်းနေဟာနဲ့9မိနစ်လောက်ခဏလောက် pressure ပေးထားပြီးတော့မှဒီခုနကကျွန်တော်ပြောခဲ့တဲ့သွေးရည်ကြီးလေးစိမ့်ထွက်လာတာကိုကျွန်တော်တို့ကဆန်းတာပေါ့နော်အဲဆန်းတဲ့အချိန်မှာဒီမှာ liniser ကလေးတွေပေါ်လာတာကိုကြည့်တာ အဲ့အနီးစပ်ကလေးတွေကကျွန်တော်တို့တလက်မပတ်လဲအကွက်ထဲမှာဒီဒီနေရာပေါ့နော်ဒီနေရာတနက်တလက်မပတ်လဲအကွက်ထဲမှာကျွန်တော်တို့အနီးစပ်အဆက်20ထပ်ပို့လို့ရှိရင် hashtag က positive ဖြစ်တယ်အဲဒါ ဟိုဖြစ်နိုင်ရရှိရဆိုပြီးတော့မှပြရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကသူတို့လိုကိုရှိရလို့အတိတ်သားဆိုလိုနိုင်တာတော့မဟုတ်ဘူးတခြားတခြားတော့ယောဂာတွေမှာလည်းသူက has stress က positive ပြနေတယ်ဒါပေမဲ့ has stress positive ဖြစ်ပြီဆိုလို့ရှိရင်တော့များသောအားဖြင့်ဒီမှာသူတို့ကိုရှိနိုင်တယ်လို့ယူဆကြတယ်ပေါ့နော်အဲအဲ့ဒါမျိုးရှိလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကြီးထက်စစ်ကြလဲဆိုတော့ကျွန်တော်တို့ PCV လို့ခေါ်တယ်ပက်ဆဲဘောလို့ခေါ်တာပေါ့နော်ကျွန်တော်တို့စေပညာအရာဆိုရင်သူကဘာလို့ဆိုလိုတာလဲဆိုတော့ ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းသွေးကြီးလေးစိတ်ထွက်သွားတဲ့အချိန်မှာသွေးကြောတွေကသွေးရပြက်သွားတယ်။အဲ့ပြက်သွားတဲ့ဟာကိုကျွန်တော်တို့ကဆန်းတက်တာပေါ့နော်။ PCB လို့ခေါ်တဲ့ဟာလေးကိုကျွန်တော်တို့ကဖောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပထမဆုံးအချိန်ဖောက်ကြည့်တာထက်တို့နောက်ထပ်နောက်ထပ်ဆက်ပြီးဖောက်ရတယ်ပေါ့နော်။သဘောတရားကလေအဲ့လိုမျိုးဆက်ဆက်ပြီးဖောက်ကြည့်လိုက်တဲ့အချိန်မှာသူကသွေးပြက်ပြက်သွားလေလေအဲ့သွေးပြက်သွားတဲ့ပမာဏကတက်တက်လာလေလေပေါ့နော်။အဲ့ PCB ဆိုတဲ့ဟာလေးကအဲ အတူတူဆွေးဟာလေးစစ်ကြည့်လိုက်တာမျိုးရှိတယ်။လုံးဝယောဂအတိအကျတည်ကျင်နေဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီသွေးနှုန်းတို့ကိုယောဂအဖို့အတွက်စစ်တယ် NS1 antigen လို့ခေါ်ရတယ်။အဲဒီ antigen ကိုစစ်တာမျိုးလေးရှိတယ်။ပြီးတော့သူ့ရဲ့ antibody ကိုစစ်တဲ့ဟာလေး IgG IgM လို့ခေါ်ရတဲ့ antibody လေးတွေစစ်တာရှိတယ်။နှစ်ခုတွဲပြီးတော့ durocompo စစ်တာလေးတွေလည်းရှိတယ်။ဟုတ်ပြီနော်။အဲ့ဒီမှာကျွန်တော်တို့ ပထမဆုံးဖျားဖျားပြီးတော့9ရက်အတွင်းမှာဆိုလို့ရှိရင်เนาะ NS1 addition ဆိုတဲ့ဟာလေးက positive ပြရတဲ့အဲအဲ9ရက်နောက်ပိုင်းမှာဆိုလို့ရှိရင်เนาะ NS1 addition ကတိတ်ပြီးတော့မှ reliable မဖြစ်တော့ဘူးအဲ့ဒီအချိန်မှာဆိုရင်တော့ကျွန်တော်တို့ကအဲ antibody ထွက်လာပြီပေါ့เนาะ antibody IgG IgM ဆိုတဲ့ဟာလေးထွက်လာပြီအဲ့ဒီအချိန်မှာဆိုရင်တော့အဲ့ဒါလေးတွေက positive ဖြစ်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဖျားပြီးတော့ကျွန်တော်တို့အဲ့အဲ ဒန်ဂီအန်တီဂျင်တက်စ်လေး NS1 အန်တီဂျင်တက်စ်လေးပြီးတော့အန်တီဂျင်ဂျမ်လေးဆစ်လိုက်လို့ positive ဖြစ်ပြီဆိုလို့ရှင်လို့ရှင်တော့သူ့လိုလိုကိုယောဂါပိုးရှိခဲ့တာသိကြပြီပေါ့နော်ဒါဒီလိုမျိုးလေးတွေဆစ်ပြီးတော့မှကျွန်တော်တို့သူ့လိုတို့ကိုဟိုဆစ်လို့ရတယ်ပေါ့နော်အဲသူ့လိုတို့ကိုယောဂါရှိတာသိကြပြီဆိုလို့ရှင်တော့သူ့ရဲ့ကလေးရဲ့အခြေအနေပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကုသမှုပန်းကိုဆက်ပြီးတော့မှသွားအဲ့မှာပေါ့နော်ကျွန်တော်ဂျားထဲကဖြတ်ပြီးတော့မှပြောချင်တာအပါလဲဆိုတော့ ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ဖြားပြီးတော့၃ရက်မြောက်နေကနေစပြီးမှ၆ရက်9ရက်မြောက်လောက်ထိက critical phase လို့ခေါ်တယ်။လုံးဝအရေးကြီးတဲ့အချိန်ကာလ short ပြနိုင်တဲ့အချိန်ကာလအဲ့ကာလအတွင်းမှာ short ပြတဲ့သူတွေရှိတယ်လို့မရသွားတဲ့သူတွေလည်းလူနာရေလည်းအများကြီးရှိတယ်။ဒါကတော့လူနာတယောက်ချင်းစီကလေးတယောက်ချင်းစီရဲ့ခန္ဓာကိုယ်တုံ့ပြန်ဝင်ခြင်းပေါ်မှတည်ပြီးတော့မှကြွားချတာပေါ့နော်။အဲဒီကာလအတွင်းမှာ short မရပါဘဲလေ ခုနှစ်ရက်ကျော်သွားတဲ့အချိန်မှာဘာမှမဖြစ်တော့ဘူးလားဆိုတော့လေမဟုတ်ဘူးအဲ့ဒီကာလအတွင်းမှာဒါကျွန်တော်တို့တခြားခုနကကျွန်တော်ပြောခဲ့တဲ့အဲဒီသွေးနှုတ်တို့ကိုပိုးမျိုးစားနောက်တစ်မျိုးကသာထပ်ပြောင်းမဝင်လာမယ်ဆိုလို့ရှိရင်ဒီထက်ပိုးဆိုးတဲ့ shock မျိုးရလာနိုင်တယ်ဒါလေးကိုသတိထားစေချင်တယ်အဲ့တော့ခုနှစ်ရက်ကျော်သွားပြီဆိုပေမဲ့ပေါ်စားလို့မရသေးဘူးချင်မကရအောင်ကလေးကိုဟိုတေချာလေးဆောက်ရှောက်ဖို့လိုသေးတယ်နောက်တစ်ချက်သတိထားစရာပါလဲဆိုတော့ ခုနှစ်ကျော်သွားတဲ့အချိန်မှာသူ့ရဲ့သွေးတော်တော်ကိုရဲ့သဘောတရားကခုနကအပြင်ထွက်သွားတဲ့သွေးကြောတွေကနေအပြင်ထွက်သွားတဲ့သွေးရည်ကြီးတွေကသွေးကြောတွေကိုပြန်ဝင်လာတယ်သူ့ရဲ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုရပြန်ဝင်လာတယ်ပြန်ဝင်လာတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကအရင်ဟိုပါတော့ရှော့မရပြင်မယ်လေကျွန်တော်တို့အရင်အများကြီးပေးထားတယ်ခန္ဓာကိုယ်တွေကိုလိုင်းနေချိန်ထားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က ကလေးမှာပြန်ပြီးကောင်းတဲ့ချိန်မှာတေကျော်ရဲ့အပြင်အနေထွက်သွားတေကျော်ရဲ့အနေအပြင်ထွက်သွားတဲ့အခြေအရာလည်းပြန်ဝင်လာတာဖြစ်တဲ့အတွက်အဲ့ဒီချိန်မှာပါမွန်ရီအဒီမားလို့ခေါ်တဲ့ကျွန်တော်တို့အဆုတ်ဒီလုံလေးတွေမှာရေဝင်တဲ့ယောဂမျိုးဖြစ်လာနိုင်တယ်။အဲ့ဒါမျိုးဖြစ်လို့ရှိရင်ကလေးကအရင်မောတယ်အောက်ဆီဂျင်တွေကျလာတယ်ဒါမျိုးနဲ့အသက်ဆုံးရှုံးသွားနိုင်တယ်ပေါ့နော်။အဓိကကျွန်တော်တို့ခုနှစ်ရက်ကြော်တဲ့အချိန်မှာတတိထားစရာအနှက်ကူအဓိကအဖြစ်အနှက်ကူကိုတေချာလေးဂျူးဆိုက်ဖို့လိုရပေါ့နော်ပြန်လို့တို့ပြောရမှာပါ။ ဲ့တော့ကျွန်တော်တို့အဓိကဖြစ်တော့ဒီသွေးလွှတ်တို့ယောဂါအတွက်ကျွန်တော်တို့ဟိုလုံးဝအတိအကျကုသလို့ရနိုင်တယ်ကုသလို့ရနိုင်တယ်ဆေးဆိုတာတော့မရှိသေးဘူးအဲသူ့ရဲ့ဖြစ်သွားတဲ့အခြေအနေပေါ်မူတည်ပြီးတော့ပဲကျွန်တော်တို့ကပြန်ပြီးတော့မှ ကုသပေးရတာပေါ့နော်ကျွန်တော်ခုနကပြောပြခဲ့တဲ့အတိုင်းသွေးကြောထဲကသွေးရည်လေးတွေစိမ့်ချသွားတာဖြစ်တဲ့အတွက်သွေးကြောထဲမှာသွေးအာသွေးကြောထဲမှာရှိရအရေပမာဏကနည်းသွားတယ်အဲ့အတွက်ကျွန်တော်တို့ကများသောအဓိကအဖြစ်သွေးလေးဘူဟိုအရေတက်ပြန်ဖြစ်ပြီလို့လို့တယ် ဖြည့်ဆိုတော့ဘယ်ရဖြည့်မလဲဆိုတော့ကျွန်တော်တို့ဘဇက်ကပဲဖြည့်ဖြည့်ဒီ drip line ရဖြည့်ဖြည့်သွေးရောရဖြည့်ဖြည့်ဖြည့်ပြီးလို့လိုတယ်အဲ့ဒီခံမှာကျွန်တော်တို့ခုနကအာကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီသူ့ရဲ့လူနာအခြေအနေပေါ်မူတည်ပြီးတော့မှဘယ်လောက်ဖြည့်တင်လဲဆိုတာကိုဆရာဝန်တွေဘက်ကဆုံးဖြည့်ရတယ်ပေါ့နော်အဲကျွန်တော်တို့ဟိုဘာပေါ့နော်ပဇက်ကတောင်းနိုင်တဲ့သူဆိုရင်ပဇက်ကပဲတောင်းမယ်ဒီ drip တွေကနေချိန်ဖို့မလိုဘူးပေါ့အဲ short ရနေတဲ့သူတွေတွေးလဲနေတဲ့သူတွေဆိုလို့ရှိရင်เนาะကျွန်တော်တို့ line ရ ပေးရမှာဖြစ်ပါတယ်။ဒါရပေးတဲ့အခါမှာလည်းကျွန်တော်တို့ဒီအရေပမာဏကိုချိန်ညှိပြီးတော့မှဆရာဝန်တွေဘက်ကပေးကြတာဖြစ်ပါတယ်။အဲဒါအပြင်ဘာတွေလိုအပ်သေးလဲဆိုတော့တချို့ကလေးလူနာရယ်ဆိုလို့ရှိရင်တချို့လူနာရယ်ဆိုလို့ရှိရင်သွေးရည်ကြီးလိုအပ်တာရယ်ရှိကောင်းရှိနိုင်တယ်။အဲဒီသွေးရည်ကြီးကိုပြန်ပြီးတော့မှဖြည့်ပေးတာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်။အဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီသွေးနှုတ်တော်ကယောဂအတွက်အကောင်းဆုံး treatment ကုသရတဲ့နေရာတော့ကျွန်တော်တို့ကဝယ်ခြင်းပဲဗျာ။ ကာကွယ်ခြင်း prevention is better than cure ပေါ့နော်ကာကွယ်ခြင်းကဒီသွန်းလိုဝေးယောဂဖြစ်မလာအောင်မဖြစ်အောင်ဖြစ်လာလို့ရှင်ကုသနိုင်တဲ့နည်းလမ်းဟာကာကွယ်ခြင်းပဲဘယ်လိုကာကွယ်ရမလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ယောဂဖြစ်စဉ်ကိုနားလည်ထားလို့ရှိလို့ရှင်ကာကွယ်ထားလို့ရတယ်အဓိကအဖြစ်ဘာကြောင့်ဖြစ်လဲဆိုတော့ virus ပိုးကြောင့်ဖြစ်တယ်ဒီ virus ပိုးကဘယ်ကောင်နဲ့ပါလာလဲဆိုတော့ခြင်ဆိုတဲ့ကောင်နဲ့ပါလာတယ်ဟုတ်ပြီအဲ့ဒီခြင်ဆိုတဲ့ကောင်နေရာရော ်ဘယ်မှာနေကြလဲဘယ်လိုမျိုးအသက်ရှင်နေကြလဲဘယ်လိုမျိုး guide လေးရှိလဲဆိုတာကိုသိထားဖြစ်တဲ့အတွက်အဲ့လိုအချက်တွေပေါ့ကိုမူတည်ပြီးတော့မှကာကွယ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီချင်းချောင်းဖြစ်လာဖြစ်တဲ့အတွက်ကျွန်တော်တို့ကချင်းမကတ်အောင်နေရမယ်ဟုတ်ပြီနော်အဲချင်းမကတ်အောင်နေတဲ့နေရာတွေမှာအများကြီးရှိတယ်ခြေသေးကွယ်ထွန်းမှလားခြေနေသေးလူမှလားစိတ်စိမ်ချင်အောင်နေထောင်းအိမ်မှလားဒါမှမဟုတ်ရင်ဒီချင်းနေပေါက်ဖွားရဖြစ်တဲ့နေမျိုးပဲကျွန်တော်တို့ကတုတ်ပြင်ရှင်းနေပြမှာလား ခြုံနေရှင်းလာတာချစ်ပပွားနိုင်တဲ့နေရာတွေအကုန်လုံးအိမ်ပြီးနားမှာရှင်းရှင်းပြပါလားဒါမျိုးတွေအားလည်းကောက်ဝင်းချင်းနီလန်းနေရာတစ်ခုဖြစ်ပါတယ်ကဲဒါကြောင့်မလို့ကျွန်တော်တို့မိုးရသည်လည်းရောက်တော့မှာဖြစ်တဲ့အတွက်ကလေးတွေကိုကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့အိမ်နီးနားချင်းကလေးတွေကိုလည်းပြန်ပြီးတော့မှာအပြီးပေးပါချင်းမကြိုက်အောင်နေပါဒီချင်းပပွားနေရရနေရာတွေကိုအတက်တိုင်းဆုံးရှင်းလင်းထားပါအဲဒါမျိုးလေးဒီစားလေးကျူးဆိုင်ပြပါအကယ်၍ တို့တို့ပြေယောဂဖြစ်လာပြီဆိုရင်တော့မကြောက်ပါနဲ့ခုနကကျွန်တော်ပြောခဲ့တဲ့လက္ခဏာလေးတွေကိုတခြားခရူးဆိုင်ပါအကယ်၍ဖြစ်လာပြီဆိုလို့ရှိရင်လည်းဆေးရုံဆေးကန်းကိုသွားဖို့နောက်မကြပါစေနဲ့ကျွန်တော်ဒါလေးတစ်ခုတော့အကြံပေးခြင်းနဲ့ဆေးရုံဆေးကန်းကိုသွားဖို့လည်းပတ်စံမှန်မှန်ပြောပါနဲ့ကိုယ့်ရဲ့ကလေးအတွက်ဒီတို့တို့တို့ကိုယောဂဖြစ်လာပြီဆိုလို့ရှိရင်ပတ်စံမှန်မှန်ပြောနဲ့မဖြစ်မနေကိုဆေးရုံဆေးကန်းကိုသွားပါပြီးကုသမှုခံယူပါတို့တို့တို့ကိုယောဂဆိုတာက ကုသလို့ပျောက်ကင်းနိုင်တဲ့ယောဂဖြစ်ပါတယ်။ကာကွယ်လို့လည်းရပါတယ်။ဒါတော်မှကျွန်တော်တို့မတိလိုက်ဖိနေလို့စိတ်ကစိတ်အောင်စိတ်ကမသွားမိလိုက်တဲ့အတွက်တဆုံရှုံရတဲ့ကလေးငယ်လေးတွေအများကြီးရှိခဲ့မှုပါတယ်။ဒါကြောင့်မို့လို့ဒီမိုးရသည့်ကာလမှာသွေးနှုတ်တို့ကယောဂရှိပြီလို့တန်တရားရှိတာနဲ့စိတ်အောင်စိတ်ကအောင်ချက်ချင်းသွားပါစိတ်အောင်တင်ဖို့လည်းလက်မနေပါနဲ့စိတ်အောင်အစစ်တဲ့သွေးလေးတွေအတွက်လည်းသွေးစစ်တာရဲ့အတွက်လည်းကိုကြစီလေးရော ရှိကောင်းရှိနိုင်ပါတယ်။ဖြစ်ရုံကုန်ကြစိတ်ကလေးလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ကိုယ့်ရဲ့ကလေးရဲ့အသက်အနည်းရဲ့အတွက်နဲ့ဘယ်ဟာမှမလဲပါနဲ့။ကျွန်တော်ဒါလေးတစ်ခုတော့အထံပေးချင်ပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အစာအဆုံးအနေနဲ့အနည်းချက်ကလေးတစ်ခါတော့ပြန်ပြီးတော့မှမှတ်မိအောင် remind ဖြစ်အောင်ကျွန်တော်အနေနဲ့ပြန်ပြီးတော့မှအနည်းပြန်ချုပ်ပေးပါမယ်။အဲပထမဆုံးသွေးနှုတ်တုပ်ဝေယောဂပေါ့နော်သွေးနှုတ်တုပ်ဝေယောဂဆိုတာကခြင်ရောက်ဖြစ်တဲ့ခြင်ထဲမှာမှာ Aedes mosquito ဆိုတဲ့အမျိုးအစားတောင်အဓိကအားဖြစ်တယ် အဲသူ့ရဲ့သဘောတရားလေးကဘယ်လိုလေးလဲဆိုတော့သူကဖျားပြီးတော့၃ရက်ကနေ၆ရက်9ရက်မြောက်အတွင်းမှာ shop ရနိုင်တယ် shop မရသွားတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့ color လေးမှာ blue side တင်နေဆိုတာကိုအဲအာလောအာလောအတွက်အလေးပေးပြီးတော့မှ blue side ပြဖို့ကလေးတွေကို blue side ပြဖို့အတွက်ကျွန်တော်အနေနဲ့ပြောခဲ့တယ်အဲပြီးတော့နောက်တစ်ခုကကြတော့ဒီလိုတို့ကိုယောဂအတွက်ကုသမှုကတော့ ကောင်းဆုံးကတော့ကာကွယ်ခြင်းပဲဖြစ်လာလို့ရှိရင်လို့ရှိရင်လည်းအဲတိကျတဲ့ဆေးဆိုတော့မရှိဘူးသူ့ရဲ့ဖြစ်တဲ့ပုံမူတည်ပြီးတော့မှကျွန်တော်တို့အရေးကြီးပြန်တင်လာမျိုးတွေလုပ်ပေးတာမျိုးတွေရှိတယ်အဲ့တော့ကိုကစပြီးတော့မှကလေးတွေပေါ့နော်ချင်မကိုက်အောင်နေပေးခြင်းချင်မကိုက်စေခြင်းဖြစ်ကာကွယ်ထားပေးခြင်းဖြစ်သူ့လူလုပ်ပွဲယောဂါရဲ့နောက်ဆက်တွဲဆိုးရိုးတွေ short တွေဖြစ်မလာအောင်ပြီးတော့ နောက်ဆက်တွဲနောက်ဆက်တွဲတို့လိုတို့ကြွေးကြောက်ဖြစ်လာနိုင်တဲ့အရာတွေကိုကျွန်တော်တို့ကဆွတ်ချထားနိုင်ပါတယ်အဲကဲအဲ့ဒါဆိုလို့ရှိရင်ဒီတွေ့လို့ကိုယောဂနဲ့ပတ်သက်ပြီးတော့မှနောက်ထပ်သိကျင်တာတွေမေ့ကျင်တာတွေရှိလို့ရှိရင်ကိုယ်မှန်မှမှန်သွားပြီလို့ရပါတယ်ကျွန်တော်ဖြည့်ဆွတ်ပြီးတော့မှပြောစေကျင်တာလေးရှိလို့ရှိရင်လည်းကိုယ်မှန်မှမှန်သွားပြီလို့ရပါတယ်ပြီးတော့အနေနဲ့နောက်ထပ်နောက်ထပ်တင်ပါလဲဘယ်လိုခေါင်းစဉ်တွေကိုကျွန်တော်အနေနဲ့ knowledge sharing လုပ်ပေးစေချင်တဲ့ဆိုတာတွေကိုလည်းကိုယ်မှန်မှမှန်သွားပြီလို့ရပါတယ် အဆုံးထိကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် thank you very much bye bye